ညီကိုတို့အားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါသေးဗျာခနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတာစပိန်လာလီဂါပွဲစဉ်၅ပွဲအားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းကြမှာချမ်းသာကြပါသေးဗျာခနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတာစပိန်လာလီဂါ၄ပွဲနဲ့အီတလီစီးရီးယား၃ပွဲရှိပါတယ်ပထမဦးဆုံးအနေနဲ့ရီယယ်မက်ဒစ်နဲ့ရီယယ်ဆိုစီဒက်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်တုံးသပ်ပေးခြင်းနဲ့ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဘော်ဒီကြီးကတော့ရီယယ်မက်ဒစ်အတင်းအတလုံး60ရှုံးနဲ့ ကိုပေါင်းကြီးတောင်းလုံး90ရှုံးဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ရီယယ်မက်တစ်ကတော့ကျွန်တော်တို့ဒါဒီနေ့မှာတော့ချန်ပီယံလည်းမဖြစ်ခဲ့ဘူးပေါ့နော်။အဆင့်နဲ့နဲ့ပဲကျွန်တော်တို့ကပြီးဆုံးသွားပြီပေါ့ဗျာ။80နဲ့တမတ်ရထားတဲ့ဒီယာစီမှာကစားသမားအများပြားနောက်တန်းကစားသမားတွေအတိုင်းအများပြားဖြစ်ခဲ့တယ်ပေါ့နော်။အစရမှာကြည့်လိုက်မှာဆိုရင်အင်ဂျင်ရီယယ်မက်တီ80မှပေါ့နော်ဆိုစီတဲ့အတင်က46မှဆိုစီတဲ့အတင်ကလည်းဗာမျောလင်းချက်မှလည်းမရှိတော့ဘူးပေါ့နော်လုံးဝ free time ဖြစ်သွားပြီး ဒီဟာဒီကျွန်တော်ဒါစပိန်လာလီကတောင်းတဲ့ခုံဆော့မှာဘာနော်ဟိုတောင်းဆက်ရှိဆော့မယ်ကျွန်တော်ဒါအိမ်16ပွဲရှုံးထားတာလည်းတွေ့ရတယ်ဘာနော်တိုက်ဆက်က35ခုနဲ့ပေးခု44ခုအရင်ဆိုးတဲ့အခြေအနေမှာရှိတယ်ဘာနော်ဒီနေ့တင်းရပထမအကြော့ကိုကြီးလိုက်မှာဆိုလို့ရှိရင်အရီယမတဲ့အတင်း1-0ဆိုတာရလာနဲ့နိုင်ထားတယ်ပေါ့နော်ဒီရဒီဒီနဲ့တင်းကနှစ်ချိန်တွေးထားတာလည်းတွေးရတယ်ကိုပါဒရေးမှတစ်ချိန်တွေးတယ်ပေါ့နော်အဲ့ဒီချက်တော့ကျွန်တော်ဒါတည်ရေပေါ့ဗျာ ကြားထားတာလည်းတွေးရတယ်ပေါ့နော် head to head အနေထားတွေကိုကြည့်လိုက်မှဆိုရင်ဒီနေ့တင်တွေးခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ဒါ real ဆိုစီတဲ့အသင်းကဒီချိန်မှနိုင်ထားရင်မှဂျန်နဲ့အချိန်ကြီးတွေမှာတော့ real match ရဲ့အသင်းက၃ချိန်နိုင်ထားတယ်ပေါ့နော်နိုင်တဲ့ချိန်မှာလည်းကျွန်တော်ဒါ goal ပြတ်ဆိုတာမျိုးမတွေ့ရဘူးပေါ့နော်အများဆုံး 2C 2-1 1-0ဆိုတဲ့ပုံစံမျိုးတွေပဲနိုင်ထားတာလည်းတွေ့ရတယ် လက်ရှိရီယမတ်ရဲ့အသင်းရဲ့ကာရာဖောင်၅ဘက်ကိုကြီးလိုက်မှဆိုလို့ရှိရင်အင်ကွင်းအဝေးကွင်း၅ဘက်မှာဆို၄ဘက်နိုင်တပွဲတည်ရီရီယမတ်ရဲ့နောက်တန်းတော်တော်လေးစိုးနေတယ်ပေါ့နော်ပေးဖို့တွေလည်းရှိတာတွေးနေရတယ်ပေါ့နော်ဆိုစီတဲ့အသင်းရဲ့လက်ရှိကာရာဖောင်၅ဘက်ကိုကြီးလိုက်မှဆိုရင်တပွဲနိုင်တပွဲတည်ရီ၃ဘက်ရှုံးထားတယ်ပေါ့နော်ဒီ၅ဘက်မှာဆို၃ twin ကို၃ကိုရှိတယ်ဂျီရိုနာနဲ့ပွဲတပွဲပဲရှိတယ်ဒါ၃ twin ကိုပေါ့နော်တော်တော်လေးစိုးစိုးဝါးဝါးဖြစ်နေတာလည်းတွေးရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါ တိုက်စစ်မှာဆိုလို့ရှိရင်ရီယယ်မက်ဒီတိုက်စစ်မှာဆိုတော့ဂူလာရောအမ်ပါပေရောနဲ့ပဲပွဲထွက်လာဖို့များနေရပါတော့။ဒါကွင်းလမ်းမှာဆိုဘာဗီဒယ်လို့ကျွန်တော်ဒါမိုဒရစ်တို့ပေါ့နော်ဒီပွဲစဉ်မှာအိမ်ဝင်ပွဲစဉ်လည်းဖြစ်နေတယ်ပေါ့ဗျာ။ Wise to Osco ကြီးမှာဆိုရင်ရီယယ်နိုင်ကိုပြား40တရီဘူတော့ကျွန်တော်6ဆလောက်ပြထားတယ်ပေါ့နော်။ဆိုစီတဲ့အနိုင်ကိုတော့9ဆပြထားတယ်ပေါ့နော်။ဒါရီယယ်နောက်ဆိုအိမ်ဝင်ပွဲလည်းဖြစ်တယ်ပရိသတ်အရှိမှာပေါ့နော်ကျွန်တော်ဒါရီယယ်မက်ဒီကဒါဆွဲရမယ်ပေါ့ဗျာ။ ဆွဲမဲ့အတင်းရတဲ့ဒီဟာစီအခြေအနေတော်တော်လေးဆိုးနေ reaction လေးလည်းဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကဒီပွဲစဉ်မှာ body မှာ real madrid ပဲခြိုက်တယ်ပေါ့နော် real madrid real madrid body ပဲရွေးချယ်ပါတယ်ဘုံပေါင်းရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာနှစ်သင်းလုံးလုံးလည်းကျွန်တော်တို့ဒါဖွင့်ပြီးဆော့လာနိုင်တဲ့အတွက်ပေါ့နော်ဒါ၃လုံး90ရှုံးဆိုတော့ဂူပေါင်းကြီးအောက်မှာတော့ကျွန်တော်ဂူပေါင်းအောက်ပဲခြိုက်တယ်၃လုံးလုံးအထိပဲဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် real madrid body နဲ့ဂူပေါင်းအောက်ကိုခြိုက်ပါတယ် ။ပွဲစဉ်တစ်ပွဲကတော့ Espanyol နဲ့ La Palma တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မှာအင်ရှင် Espanyol အသင်ကတလုံး90ရှုံးဂူပေါင်းကြီးက3လုံး50နိုင်ကျွန်တော်ပွင့်ထားတာလည်းတွေ့ရတယ်။ဒါ Espanyol အသင်ကတော့ဒီပွဲစဉ်မှာတော်တော်လေးသိရှင်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းရှိဖြစ်တယ်ပေါ့နော်။အဆင့်ဆက်ခုမှရှိတဲ့39မှာလက်ပါမတ်ကတော့တန်းဆင်းသွားပြီးအဆင့်19နဲ့39မှာလည်းတန်းဆင်းသွားပြီပေါ့နော် ဒါပထမအကြောကိုကြည့်လိုက်မှာဆိုရင် La Palma က1-0ဆိုရယ်ရလနဲ့ Espanyol ကိုနိုင်ထားတာလည်းတွေ့ရတယ်။လက်ရှိ Carabao 5ဘွဲကိုကြည့်လိုက်မှာဆိုရင် Espanyol က5ဘွဲဆက်ရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်။ Villarreal ကိုရှုံးတယ်၊ Betis ကိုရှုံးတယ်၊ Liga Net ကိုရှုံးတယ်၊ Barcelona ကိုရှုံးတယ်၊ Osasuna ကိုရှုံးထားတာတွေ့ရတယ်ပေါ့နော်။ဒီဘော်ဒီဂျီကတော်တော်လေးကိုပြင်းထန်နေတာတွေ့ရတယ်တလုံး90ရှုံးဆိုတာအက်စပန်ညိုရဲ့ခြေနဲ့ဆိုရင်မဖြစ်နိုင်ဘူးပေါ့နော်တော်တော်လေးဆိုးတယ်ပေါ့နော် ဘော်ဒီရေးဖွင့်ထားတာပြီးလို့ရှိရင်ကျွန်တော်လာလက်ပါမတ်စ်ကိုကြည့်လိုက်မယ်ဆိုလက်ပါမတ်စ်ကလည်းနောက်ဆုံး၅ဘောဆက်ရှုံထားတယ်သူရှုံထားတဲ့ဒီ၅ဘောမှာဆို1 z 1 z နဲ့ရှုံထားတာ၄ဘွဲရှိတယ်ပေါ့နော်3 2နဲ့ရှုံထားတဲ့တဲ့ဘွဲပဲရှိတယ်ပေါ့နော်တလုံးအကွာနဲ့ရှုံထားတဲ့ဘွဲစင်းတွေပဲဖြစ်နေရတာတွေ့ရတာပေါ့နော် how to add အနေထားတွေကိုကြည့်မှဆိုဒီနေ့သင်ဆော့ခဲ့တဲ့နောက်ဆုံး၅ကြိမ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လက်ပါမတ်စ်အသင်းကဘွဲတိုင်းလိုလိုအသာစီးရထားတာမျိုးတွေ့ရတာပေါ့နော် တောင်းကျင်တည်ကြတဲ့တချင်ရဲ့လက်ပါမစတန်နဲ့တချင်ရဲ့စပန်ညုံနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီ body ကြီးကလွယ်ကူတဲ့ body ကြီးတော့မဟုတ်ဘူး to os ကိုကြီးလိုက်မှဆိုတော့ wise to os မှာတော့ဒါ s1 ညုံအနိုင်ကို1.30ပေါ့နော်ပြား30ပေးထားတယ်တည်ကို5ဆခွဲနဲ့လက်ပါမစအနိုင်ကို9ဆလောက်ပေးထားတယ်ဒီပွဲစဉ်မှာလက်ပါမစမှာတော်တော်လေးအားနည်းနေတယ်ဗျတော်တော်လေး weak ဖြစ်နေတယ်ပေါ့နော်လက်ပါမစအပင်ကဟာဒါကျွန်တော်ဒါ Fabio Silva ရောဘာလို့လဲမစောနိုင်ဘူးပေါ့နော် တော်တော်လေး weak ဖြစ်နေတယ်ဒါတလုံး90ရှုံးဆိုတဲ့ body ကြီးကတော်တော်လေးပြင်းထန်နေတယ်ဗောနော်ဒါပေမဲ့ဘယ်လိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော် Espanyol body ပဲကြိုက်ပါတယ် Espanyol body ပဲကြိုက်ပါတယ်ပြီးလို့ရှိရင်ဒီနှစ်သင်းလုံးညံ့တဲ့အသင်းနဲ့ဖြစ်နေတဲ့အတွက်ဂိုးပေါင်းအောက်ကိုပါထပ်ကြိုက်ပါတယ်ဗျာကိုပေါင်းအောင်နဲ့အစပန်းကိုကြိုက်တဲ့ကိုအာတာနာကိုထိုးပေါ့နော်ထပ်ပွဲစဉ်တပွဲကတော့အလာဘက်နဲ့ဥစာဆူနာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာအဝေးဝင်အသင်းဖြစ်တဲ့ဥစာဆူနာက level 30ရှုံးကိုပေါင်းချင်းနှလုံး30ရှုံးထမှာဖွင့်ထားတာလည်းတွေ့ရတယ်ပေါ့နော် ဇေယျကိုကြည့်လိုက်မှဆိုရင်အင်ရှင်အသင်းပြတဲ့အလာဘကအဆင့်14မှာရှိတဲ့42မှာဥစာဆူနာတော့အဆင့်9မှာရှိတဲ့52မှာပေါ့နော်ဥစာဆူနာအသင်းကဒီထက်နည်းနည်းလေးကျူးစားမှဆိုရင်ဥရောပဝင်ခွင့်တက်နေရရနိုင်တယ်ပေါ့နော်သူ့အပေါ်မှာဘယ်လ်ကန်တော့ရှိမှဆယ်တာဗီဂူရှိမှပေါ့ဗျာဒီနေ့အသင်းပထမအချော့ကိုကြည့်လိုက်မှဆိုလို့ရှိရင်အာဥစာဆူနာနဲ့အလာဘတ်တို့တူးတူးကြထားတာတွေ့ရတယ်လက်ရှိအလာဘတ်အတင်းကကာရာဖောင်၅ဘွဲကိုကြီးလိုက်မှဆိုလို့ရှိရင်တော့၃ဘွဲနိုင်တဲ့ဘွဲတည်းတဘွဲရှုံထားတယ်ပေါ့နော် နိုင်ထားတဲ့ပွဲစဉ်တွေကတော့ Sociedad ရှိမယ် Valencia ရှိမယ် Balado လေးရှိမယ်အခုလုံး1 0 1 0ဆိုတော့ရလာနေနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ Osasuna တင်းရလက်ရှိ Carabao 5ပွဲကိုကြည့်မှဆိုရင်တော့3ပွဲနဲ့2ပွဲသေးရေ2ပွဲရှော့ပုံစံတူလေးပေါ့နော်။ဒါနောက်ဆုံးနိုင်ထားတဲ့2ပွဲသက်ဆို Clean Sheet ရတာတကယ်အသင်းကြီးဖြစ်တယ်ကျွန်တော် Atletico Madrid ကိုအင်ကွင်းမှာနိုင်ထားတယ်လို့ Espanyol ကိုလည်းအင်ကွင်းမှာနိုင်ထားတာတော့တွေ့ရတယ်ပေါ့နော်။ဒါအဝေးဝင်တဲ့လမ်းပေးထားတယ်ပေါ့ဗျာ။ ဒါ head to head အနေထား၅ချိန်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဥစားဆုနာအသင်းကဒါ၄ချိန်နိုင်ပြီ၃ချိန်ကတော့တည်ရည်ကျထားတာလည်းတွေ့ရတယ်ပေါ့နော်။နန်ဂျီယာနုံးတွေမှာတော့ဒါအလာဘက်အသင်းက31ရာခိုင်နှုန်းနဲ့ဥစားဆုနာအသင်းက43ရာခိုင်နှုန်းဆိုမှပေးထားတွေ့ရတယ်။ wants to osma ဆိုလို့ရှိရင်တော့အလာဘက်အသင်းရဲ့အနိုင်ကိုတုံးစားပေးထားတဲ့တည်ရည်ကိုတုံးစားခွင့်နဲ့ဥစားဆုနာအသင်းရဲ့အနိုင်ကိုတော့၂စားခွင့်တော့ပေးထားပါဘောနော်။ ဒီပွဲစဉ်မှာဘလူးပဲနေနေပါကျွန်တော်အလာပဲအသင်းရဘော်ဒီပဲစိုက်တယ်အိမ်ဝင်းပွဲစဉ်လည်းဖြစ်တယ်နောက်ဆုံးပွဲလည်းဖြစ်တယ်ဗောနော်အနည်းဆုံးတည်ရဓမ္မတော့ရယူခံတဲ့နဲ့အခြေအနေမှာလည်းရှိရဗောနော်အလာပဲဘော်ဒီနဲ့ဂူပေါင်းအောက်စိုက်ပါတယ်ဒီနှစ်ပွဲကတော့ Guitar Fitness Center ဘီဂူရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့အဝေးခွင့်အသင်းဖြစ်တဲ့ Center ဘီဂူကတလုံး69ဂူပေါင်းပြည့်နှလုံး80ရှုံးဆုံးမှာပေးထားတာလည်းတွေ့ရတယ်ဗောနော်ရင်ရှင်အသင်းဖြစ်တဲ့ Guitar ပြည့်က42မှတန်းမစင်းတော့ဘောဗျာ စတာမီကိုတော့ကျွန်တော်ဒါယူရိုပါလိဝင်ခွင့်တနင်္ဂနွေ52နမပေါ့နော်ဒါကျွန်တော်နည်းနည်းလေးရောင်းရမယ်ဘာလို့ဆိုအမဘယ်ကန်နိုအိုဆာဆူနာရှိသေးတယ်ပေါ့နော်ပထမအချော့ကိုကြီးလိုက်မယ်ဆိုရင်ဒီနှစ်သင်းဆော့ခဲ့တဲ့ပွဲစဉ်မှာဆိုလို့စတာမီကို1-0ဆိုရရလာနိုင်ထားတယ်သူ့ကွင်းမှာပေါ့နော်ဂီတာဘေးအသင်းရဲ့လက်ရှိကရမ်ဖောင်း5ပွဲကိုကြီးလိုက်မယ်ဆိုရင်4ပွဲရှုံး2ပွဲနိုင်ပေါ့နော်ဒါမာယော့ကအဝေးကွင်းမှာ2-1ဆိုရရလာနိုင်ထားတယ် ဆယ်တာဘီကိုအတင်းရဲ့လက်ရှိကာရာဖောင်ကြည့်မှဆိုရင်တောင်းမနိုင်တဲ့ပွဲရှုံပါတော့ဆယ်တာဘီကိုနောက်တန်းဂိုးတွေခွင်းပြုနေရတာလည်းတွေ့ရတယ်ပေါ့နော်ဖက်တူရက်၅ချိန်ကိုကြီးလိုက်မှဆိုဒီနေ့တင်းဆော့ကရနောက်ဆုံး၅ချိန်မှဆိုလို့ရှိရင်ဒါဂီတာဖက်အတင်းကပဲအတားစီရထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်တကြီးကတော့၅ချိန်ဂီတာဖက်အတင်းအနိုင်၅ချိန်နဲ့ဆယ်တာဘီကိုအနိုင်၅ချိန်ကြားထားလည်းတွေ့ရတယ်ပေါ့နော်နိုင်ဂျီယာနုံးနေမှာတော့ဂီတာဖိအတင်းက26ရာခိုင်နှုန်းဆက်တာဘီကက93ရာခိုင်နှုန်းပေးထားတယ် ။ Minus to us မှာတော့ ancient guitar ပဲလေးစတရေကိုလေးစ guitar Minus to us ကိုချိန်မဲ့ဆိုရင် guitar ဖဲအနိုင်ကိုလေးစတရေကိုလေးစနဲ့အဝေးခွင့်အသင်ဖြစ်တဲ့ Celta B ကိုအနိုင်ကို85ပြပေးထားတာလည်းတွေ့ရတယ်။ဘလူဘက်နဲ့နေပါဒီပွဲစဉ်မှာတော့ကျွန်တော် ancient guitar ဖေးပဲစိုက်ပါတယ်ဗျာ။ guitar ဖေးတည်းတမတ်တော့ရယူသွားနိုင်ပါလေ။ guitar ဖေးအတင်နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်စိုက်ပဲเนาะတောင်းလုံးထိတော့ဖြစ်သွားနိုင်ခြေရှိတယ်ဒီပွဲစဉ်က တပွဲကတော့အီတလီစီးရီးအေဖြစ်တဲ့အီစီမီလန်နဲ့မွန်ဇာရိုရဲ့ပွဲစဉ်ဖြစ်တဲ့မီလန်အသင်းကတော့နှလုံး49ဂိုးပေါင်းကြီး3လုံး100ရှုံးထုံးမှခွင့်ထားတယ်နော်မီလန်ကတော့ဒီရာကဘာမှမျောလင်းချက်လည်းမရှိတော့ဘူးပေါ့နော်ဥရောပဝင်ခွင့်အတွက်လည်းမျောလင်းချက်ကမရှိတော့ဘူးအကုန်လုံးပြတ်တုံသွားပြီပေါ့နော်သူတို့ကတော်တော်လေးဆိုးသွားပါတယ်မွန်ဇာအသင်းကိုကြည့်လိုက်မှဆိုရင်လည်းမွန်ဇာကလည်းတန်းဆင်းသွားပြီပေါ့နော်ဒါနောက်ဆုံးပွဲလည်းဖြစ်တယ်ဒီနေ့တင်ပထမအကြော့ကိုကြည့်လိုက်မှဆိုရင် AC Milan အသင်းက1-0ဆိုတဲ့ရလနဲ့ပဲနိုင်ခဲ့တာလည်းတွေ့ရတယ်ဗောနော် က်ရှိ AC မီလန်အသင်းရဲ့ကာရာဖောင်ကိုကြီးလိုက်မယ်ဆိုရင်၅ဘွဲ့ကိုကြီးမယ်ဆိုရင်၃ဘွဲ့နိုင်၅ဘွဲ့ရှုံးထားတယ်ဘွဲ့နိုင်လို့လို့ဂိုးတွေခွင့်ပြုနေရတာလည်းတွေ့ရတယ်။မွန်ကအသင်းရဲ့ကာရာဖောင်၅ဘွဲ့ကိုကြီးလိုက်မယ်ဆိုရင်၃ဘွဲ့နိုင်၄ဘွဲ့ရှုံးထားတယ်ပေါ့နော်။အခြေအနေတော်တော်ဆိုးနေပါတယ်။ head to head အနေထား၅ချိန်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ AC မီလန်အသင်းကပဲတာစီရထားတာတွေ့ရတယ်ပေါ့နော်။ AC က၄ချိန်မွန်စား၃ချိန်နိုင်ထားတွေ့ရတယ်။နိုင်ဂျီးယားနောက်မှာတော့ AC မီလန်80ရာခိုင်နှုန်းဒါအနောက်ဆုံးအင်္ဂလန်ပွဲစဉ်လည်းဖြစ်နေတယ်ပေါ့နော်။ ။ဝိုင်းစုအော့စ်ဖို့ကြီးမှန်ပင် AC မီလန်အနိုင်ကို25ပြတရေကို9ဆနဲ့မွန်ဇာအနိုင်ကို10ဆပေးထားတာလည်းတွေ့ရတယ်မွန်ဇာနိုင်တဲ့အကြောင်းမရှိဘူး။ဒါမှလည်းကျွန်တော်တို့ကပေါက်ကြည့်လို့ကြည့်ရမှာပေါ့နော်။ဒီပွဲစဉ်မှာတော့အခုလုံးနဲ့ဆန့်ကျင်ပဲကျွန်တော်မွန်ဇာဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေဘောလုံးပွဲတွေလည်းပေါင်းကြပါစေချမ်းမှချမ်းသာကြပါစေ last subscribe comment တွေပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ညီမင်းကြီးနဲ့